စတုံးကတော့အရန်ချစ်တတ်တဲ့ယောက်ျားဆိုပြီးတော့ပြစ်တတ်တွေကအားပေးကြတဲ့ဒီဟာဦးဟာ မိမဖြစ်သူရဲ့အမားတစ်ခုကြောင့်နဲ့အရက်နဲ့မိမကိုစိတ်ထွက်ပေါက်ဖြစ်အသုံးချပြီးတော့မိမဖြစ်သူခက်ခက်မောကိုအညိုတီးထားပြီးတော့ရုံမှနေတဲ့ဒီဟာဦးကိုတနိုင်ကလုံးဝပြစ်တတ်တွေကရိုက်တက်ချင်နေကြပြီလေဖြစ်ပါရီခက်ခက်မောဟာလေသူမှားခဲ့တဲ့အမားတစ်ခုတော့ယောက်ျားဖြစ်သူရဲ့အခုလိုမျိုး မုံတီချင်းတွေစော်ကားချင်းတွေကိုဒီကံခဲ့တာဖြစ်ပြီးတော့အကောင်းဆုံးနေထိုင်ပြပေမဲ့အချိုးလေးသက်တောင်ပြောင်းလဲမလာတဲ့ဒီဟာဦးကိုဘာမှလည်းမလုပ်နိုင်တော့ပဲနဲ့မြည်ရီတွေသာသူ့ရဲ့ထွက်ပေါက်ဖြစ်ခက်ခဲမှာကအသုံးချနေရပြီဒါကြောင့်မလို့ပြောကြတာလားတော့မသိဘူးယောက်ျားရီရဲ့စိတ်ထွက်ပေါက်ကမိမနဲ့အရက်မိမရီရဲ့စိတ်ထွက်ပေါက်ကမြည်ရီတွေပဲရှိတယ်ဆိုပြီးတော့ပြောကြတာမှန်နေပြီထင်ပါရဲ့နော်ခုတော့အမားလေးတစ်ခုကြောင့်နဲ့ မိမဖြစ်သူကခက်မာကိုရက်ဆက်ချင်တဲ့ရက်ဆက်နေတဲ့ဒီဟာဦးဟာကခက်မာဒီမှာနောင်တရခဲ့ပြီနော်ဒီဟာဦးဟာကခက်မာနဲ့အင်ထောင်ချကလေးကနေဘယ်အလုတ်ကိုမှမမေရရမလုပ်ဘူးချစ်တယ်ကြိုက်တယ်ဆိုရဲနော်အနေထားတစ်ခုနဲ့ပဲအင်ထောင်တစ်ခုကိုတီးဆောက်လာခဲ့တာအပြင်လောကမှာတော့ဒီဟာဦးလူမျိုးယောက်ျားမျိုးကိုယူမှာမဟုတ်ဘူးကခက်မာပဲသူတို့စီးပွားချမ်းသာဖို့တော့ကြိုးစားခဲ့တာနောက်ဆုံးကခက်မာနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့တစ်ခုလေးနဲ့ဒီဟာဦးကဖောက်ပြန်တယ် ဒါကြောင့်မလို့ပြောတာယောက်ျားကလေးတွေကစချစ်တယ်စက်ချစ်ရတာကမင်းကလေးဒီစကုပ်ဘုံကတကယ်ကိုမှန်နေပြီဆိုပြီးတော့ပြည်သက်တီကတော့ပြောဆိုနေချပြီလေဖြစ်ပါရီဒီဟာဦးကအစပိုင်းမှာတော့ကက်ခက်မှာပါအပြစ်ပဲလို့လို့ခွင်လွန်နိုင်တဲ့အနေအထားတစ်ခုကိုပြပြီးနောက်ဆုံးမှာတော့ကက်ခက်မှာရဲ့သူလက်မခံနိုင်တဲ့အကျင့်ကြောင့်တခြားသူနဲ့ဖောက်ပြန်ရသလားဒါတွေကိုပြည်သက်တီကမကြိုက်တာပါကက်ခက်မှာအနေနဲ့လေဒီဟာဦးရဲ့အမေကအဲ့လောက်တစ်ထိအစိုးမင်းမထင်လို့ဒီခါနီးအချိန်မှာတော့သူယောက်ျားကိုမပြောဖြစ်တာ အခုတော့ဒီဟာဦးကအဲ့အပြစ်ကလေးကိုရှာပြီးအပြစ်မှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်အဲဒါကြောင့်မလို့နိုင်ငံလုံးကဒီဟာဦးကိုအစကတော့ချစ်သက်တဲ့ကောင်းလေးမို့လို့အားပေးတာအခုတော့သွားပါပြီဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်အမုံမြေဇလန်တွေကတော့မြန်မာပြည်သူပြည်သားတွေကြားထဲမှာအင်မတန်မှသိုက်ဆန်လွန်းလို့လူကြိုက်များနေတာပဲဖြစ်ပါတယ်အမုံမြေဇလန်တွေမှာ အချစ်တစ်ခုကိုပဲဦးစားပေးပြီးတော့တနာကိုပဲဦးစားပေးပြီးတော့ အိမ်ထောင်စောစောပြူရင်မိမိမှာပါမှမဖူလုံပဲနဲ့တော့ပညာရေးရောသူတို့ပဆိုင်ရောပါမှတော့အသက်မွေးဝမ်းချောင်းနဲ့တကူမှမဖူလုံပဲနဲ့ခုလိုမျိုးမပြည့်စုံတဲ့ဘဝနဲ့အိမ်ထောင်ပြူလိုက်လို့ရှိရင်ဘလောက်တည်းထိမိမိတို့အိမ်ထောင်ကဒုက္ခရောက်သွားနိုင်ချောင်းနဲ့နော်အိမ်ထောင်ရင်မှာနောက်ပိုင်းမှာခုလိုမျိုးတရောင်းနေတရောင်းနားလေသဘောမပေါက်နိုင်ဘူးဆိုရင်နော်အိမ်ထောင်မှာဖုတ်ပြန်မှုတွေလေးရှိနိုင်ချောင်းနဲ့နော်ရောက်ခမရေချောင်းမမီတို့သားသမီးတွေရဲ့နော် အင်းချောင်းကြီးကပြပြနိုင်ကြောင်းเนาะကျွန်တော်တို့ကုသားကလွဲလို့ကုသမီးကလွဲလို့เนาะမချစ်ခင်နိုင်ပဲနဲ့เนาะချွေးမာရီဟာလားဒါရီကိုရကမာရီအနေနဲ့လေကုသားသမီးတော့မချစ်တဲ့ခါကျတော့ဘယ်လိုမျိုးဒုက္ခတွေဖြစ်လာနိုင်တလဲဆိုတာမျိုးကိုเนาะတယောက်နဲ့တယောက်အညှိုးထားရင်းကနေနောက်ဆုံးမှာเนาะဒုက္ခရောက်သွားကြတဲ့သူတွေကတော့မျိုးစားပင်ဖြစ်သွားကြတဲ့သူတွေကတော့ကျွန်တော်တို့သားသမီးတွေပဲဖြစ်တယ်ဆိုတာเนาะကျွန်တော်တို့ဒီဇက်ကကမိမောင်ထူပြသွားတာပဲဖြစ်ပါတယ် ဥပါရီနော်အခုချိန်မှာမိဘတွေအရန်ကိုပြင်ဆင်ရမယ့်အရာကမမိတို့သားသမီးတွေဟာစိတ်ဓာတ်ရာတွေနဲ့နော်မကြည်ပြင်းစေဖို့အတွက်မမိတို့မိဘတွေပဲအထူးလေယူဆိုင်ချဖို့အတွက်ဒီစကားကမိမောင်းထုတ်ပြသွားရပြီဖြစ်ပါတယ်ရောဂါမတွေကြောင့်နော်အိမ်ထောင်မိသားစုဘယ်လောက်တည်းထိပြိုကွဲနိုင်တယ်လဲဆိုတာကိုနော်ပြသသွားခဲ့တာပါ ယောဂမနဲ့ချွေးမရဲ့ပြဿနာကိုပြောရမယ်ဆိုရင်เนาะအထူးသဖြင့်တော့အခုကျွန်တော်ပြောပြသွားမယ့်အရာကယောဂမတွေရဲ့เนาะဝင်ရောက်ဆုတ်ဖက်မှုတွေကြောင့်အင်းထောင်ပြည့်ရတဲ့ကိစ္စကိုပြောချင်ပါတယ်ချွေးမနဲ့ယောဂမဇလန်းတွေများပေမဲ့ယောဂမနဲ့တမက်အဆင်မပြေတာတော့တတော်လေးကိုရှားပါတယ်ဘာလို့လဲဆိုတော့သမီးကိုစိတ်ဆင်းမရဲစေချင်လို့တမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ်ချွေးမကြငါတို့ကသားရှင်ကြီးစိတ်เสียမလို့ဘူးဆိုတဲ့အနေထားနေနေကြတယ် ယောက်ျားလေးဘက်ကအမြဲအပါကြီးပဲငါသားရှာကျွေးတဲ့ငါသားကအင်ထောင်ဦးစီငါသားထားခဲ့ရင်နေမဲ့တခုလက်ဖြစ်မှာဗားရှင်ဆိုရင်မမနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီးသမီးကလေးမွေးငါသမီးလေးပင်ပန်းမဲ့မိဘအိမ်လာနေပြီးအနာယူ ကျွေးမကလေးမွေးရင်တော့မိဘအရင်ဘာလို့ပြန်လာမလဲကလေးမွေးတာပဲငါတို့လေးမွေးဘူးတယ်နင်တို့လိုနှုမနေဘူးအကုန်လောက်ရတာပဲတမဲဖောက်ပြန်မှာချက်တော့တားချီလန်းပြည့်ရင်အိမ်ကမိမအသုံးမချလို့တဲ့နော်ချက်ပြောရင်အများကြီးချမ်းပါသေးတယ်ကုသသမီးနဲ့ရှင်ရင်နော်ကိုချင်းစာပြီးကျွေးမအပေါ်မေတ္တာထားပြီးကြရိရောက်ခမရိရှိသလိုနော် ကိုယ်ကိုယ်သားသားသမီးကလွဲလို့ရှိရင်သူများသားသမီးကအဖိုးမတန်တလို့ဆက်ဆံခြင်းချားရသူတွေလေးရှိတယ်နော်ကြောက်ဖို့ကောင်းတဲ့အတ္တရီမမနာရီနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်သားသမီးတွေဘဝအပြည့်အင်ထောင်ရေးမသားမယဖြစ်ပြီးပျက်စီးကြတာတွေလည်းအများကြီးပဲဗျာဒါတွေကိုဒီဇက်ကကပညာပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယောက်ျမတွေအနေနဲ့လေးညတ်တာတဲ့ယောက်ျမကောင်းတဲ့တိတက်တဲ့အချွေးမကောင်းဒီနော်ဖြစ်ဖို့အတွက်ကြိုးစားရပါလိမ့်မယ်ဒါမှအင်ထောင်ကသားရပါလိမ့်မယ်အခုတော့နော် မင်းသမီးကလေရောက်ခမကရိုင်းတိုင်းသူလည်းပြန်ရိုင်းနေနော်ရောက်ခမကလေချွေးမကိုနော် သူသားသူ့မြေးကလွေးရင်ချွေးမကိုကြနော်ပို့ဆုပက်ဆက်ကိုလုံးဝနော်အေးထောင်ရေးကိုဖြူဖြက်နေတာတွေ့ရပါတယ်နော်ဒါကြောင့်မလို့မမိမှာပါမှနော်ဖူဖူလုံးလုံးပါမှမရှိလို့ရှိရင်အိမ်ထောင်ပြုမိလို့ရှိရင်ဘလောက်ထိထိဒုက္ခရောက်နိုင်တယ်လဲဆိုတော့ကိုဒီဇက်ကာကပြသွားခဲ့တာပဲဖြစ်တယ်ဒီတကကကြတော့နော်မင်းသားနဲ့မင်းသမီးရဲ့သားကိုသူ့အကိုတို့ကနော်မင်းသားရဲ့အကိုတို့ကမွေးစားတယ် ငွေစားတဲ့ခါကျတော့မိသားရဲ့အကိုမလေးမရှိလေကိုဝင်ရှိလာတဲ့ခါကျတော့နောက်မိသားအကိုရဲ့မိမမလေးကိုဝင်ရှိလာတဲ့ခါကျတော့သူတို့ရဲ့ရင်သွေးကိုပဲဒီယူဆိုက်တော်တွေဆိုတော့သူတို့မွေးလာမယ်ကလေးလေးကိုပဲပိုချစ်သွားကြတယ်ဆိုတော့နော်မိဘတွေလောက်ကုသားသွေးအရင်လောက်နော်ဘသူကမှဒီလောကကြီးမှာဘသူကမှဒါမစားနိုင်နိုင်ဘူးမချစ်နိုင်ဘူးဆိုတော့မိမောင်ထိုးပြနေတာလေဖြစ်ပါတယ်နော်ဒီကနေ့မှာတော့ပြည်သက်တွေလုံးဝကိုထင်မှမထားတာတွေဖြစ်ကုန်ပါပြီ ဲ့ဒါကတော့မန်ယူအသင်းကိုအာဆီယံအောစတာအတင်းနဲ့ဘူပုံပြီးတော့အနိုင်ကို တွဲနိုင်လိုက်တဲ့မမုံလင်းကိုမြန်မာဘောလုံးအဖွဲ့ချုပ်ကတော့သိန်းတထောင်စုချင်းမြင့်လိုက်တဲ့အပြင်ကိုမှသူရင်မွေးစားဖြစ်ဖြစ်တဲ့ဦးစစောကသိန်းနှစ်ထောင်ထမှန်ပြီးတော့စုချင်းမြင့်လိုက်လို့တနိုင်ကလုံးကပြည်သူတွေကအာအော်ခဲ့ရပါတယ်။ဒါပြီးတော့ဦးစစောကဒီကနေ့မှဆိုရင်မမုံလင်းကိုသူရဲ့သားတယောက်ဖြစ်ချင်ညာလိုက်တယ်ပေါ့ဗျာအရန်ကိုချစ်ခင်ရတဲ့သားဖြစ် တင်စားလိုက်တာဖြစ်တဲ့အတွက်တနိုင်ကလုံးကတော့ဝိဇာသားဖြစ်ပြောရလားဒါမှမဟုတ်လို့ရှိရင်ဥဇော်စော်ရဲ့သမီးလေးဖြစ်တဲ့နော်အသက်25နှစ်သာရှိသေးတဲ့အိမ်မူးစော်လေးနဲ့နော်မမောင်လင်ကိုပြီးစားခြင်းလို့များဥဇော်စော်ကပြောရလားဆိုပြီးတော့ပြောဆိုနေကြပြီလေးဖြစ်ပါတယ်ဥဇော်စော်ဟာတကယ်ကိုမှမြန်မာနိုင်ငံမှာနံပါတ်3အချမ်းသာဆုံးတတိယကြီးဆိုပေမဲ့ဘောလုံးနဲ့ပတ်သက်ရင်တတော်လေးကိုယူသွတ်တယ်ဗျဒါချောက်မလို့နော်ဘောလုံးအဖွဲချုပ်ဥက္ကဋ္ဌရာထူးကိုမဖြစ်ဖြစ်အောင်ဥဇော်စော်ကယူထားတာပဲဖြစ်ပါတယ် ဆိုတော့မြန်မာနိုင်ငံမှာထိပ်ပြီးရောက်နေတဲ့အခုเนาะမမောင်လေးနဲ့သူ့သမီးကိုလေပေးစားခြင်းရတော့ပေးစားမှာပဲလေဒါတော့ပြောလို့မရဘူးเนาะကဘာမှာလေးเนาะကဘာကျော်ဘလုံးသမားတွေကမင်းသမီးတွေမော်ဒယ်တွေတချီတွေပဲရတယ်ဆိုတော့လေเนาะကျွန်တော်တို့ဒါမဖြစ်နိုင်ဘူးလို့ပြောနိုင်ရဆိုတော့အခုတနင်္ဂနွေလုံးကတော့အောင်းအောင်းနေပြီဘယ်လိုမျိုးမန်ယူအသင်းကိုဂူတွင်းနိုင်လိုက်တာလေးနဲ့เนาะဒါတော်တော်လေးကိုအချီးကျူးခံနေရတဲ့မော်မော်လေးကတော့ဘဝလုံးဝပြောင်းလဲသွားခဲ့ပြီလေဖြစ်ပါရီ တကယ်လို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်လည်းမန်ယူအသင်းလိုမျိုးကိုဘုံဒါကူးသွေးနိုင်နေဆိုတာကအင်မတန်မှကြောက်ခမန်းလေးလေးအရေးကြီးမယ်ဗျာ။တော့ chicken 2တွေပဲပြပြပါပဲပြပြမမုံလေးဟာမြန်မာနိုင်ငံရဲ့သမိုင်းမှာသမိုင်းတစ် site ချူနိုင်ခဲ့ပြီဖြစ်တယ်။မြန်မာနိုင်ငံမှာမန်ယူအသင်းကိုအားပေးတဲ့သူကရိုက်တက်လို့တော့မကုန်ဘူး။ခွေးကဆိုကလီကဆိုအားပေးတာဖြစ်တယ်။အဲ့ဒီအသင်းကိုမမုံလေးကသွားရောက်ကူးသွေးနေဆိုတော့အင်မတန်မှဒါချီကျူးစရာပဲ။ဟော၊လူဖြစ်ဖြစ်သူစူးစမ်းမှုနဲ့အညီအခုတော့မွေးစားဖြစ် ဒါဥဇော်ရဲ့အာကျွန်တော်တို့ဒိတ်ထောင်ကြည့်ပြီးခရင်ချင်းနေညီရောင်းနေငဘိုးလုံးပွဲချူကလည်းဒိတ်ထောင်နေသူမမောင်လေးဘွားကတော့လုံးရေးနေချင်းမှာပဲရောင်းလင်းသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်ဗျာမိသားကျော်ပိုင်နဂုံကိုရိုင်းကတော့ခိုင်နေဝေစီ မလူတန်းရတဲ့ကိစ္စနဲ့ပြည်ကကြတော့ခိုင်နေဝေစီမလူတန်းကြဖို့ပြောပြလာတာ ဖြစ်တဲ့တော့တနိုင်ကလုံးဝလေခိုင်နေဝေရဲ့ကိစ္စကတော့တော်တော်လေးကိုကြီးသွားပြီဖြစ်ကြောင်းပြည်လိုက်ရပါပြီ ဘိုင်ဒဂွန်ကိုမနေ့ကအင်တာဗျူးမှာဘိုင်ဒဂွန်ကအခုပေါ်ဗျာသူတို့မိဘမဲ့ကလေးတွေအတွက်မနေ့ကညောစွာလူတန်းမှုတွေလှုပ်ကြတယ်နော်သူမိမနဲ့သူနဲ့လေကလေးယူဖို့မျှော်လင့်ထားတာဖြစ်တဲ့အတွက်ရုစီရောက်လာမဲ့ကလေးလေးအတွက်နော်ကုလိုကောင်းမှုလေးတွေတို့တို့လှုပ်ပေးကြတယ်ပေါ့ဗျာအဲ့ဒီချိန်မှာသံမန်အဖြစ်ကျွန်တော်တို့ဝုံမုံရွှေတို့တခြားသောမင်းသားမင်းသမီးတို့အကုန်လုံးဟာဆိုရင်တော့ပြကျွန်တော်တို့ခိုင်နှုံးဝေစီမှာပဲသွားရောက်ပြီးတော့လူဒန်းတာတွေလှုပ်ကြတယ်။ခုဆိုရင်ခိုင်နှုံးဝေကိုပဲသွားလူဒန်းကြတယ်ပြီးတခါကျတော့ခလင်ဘေးတုန်းကလေဒါအားလုံးက ထိုင်နေဝေးစီကနေတစင်လူတန်းကြတဲ့အချိန်မှာပိုင်းကုံကအဲ့လိုမလုပ်ခဲ့ဘူးเนาะကိုတိုင်းကိုကြပဲတွားရောက်လူတန်းမှုတွေအခြားဖွဲ့စည်းနေပဲလှုပ်ဆောင်ခဲ့တယ်ဆိုတာကျွန်တော်အနေနဲ့တွေးရတယ်ဆိုတော့ဘာတုံကတော့မင်းကပြောတယ်ပေါ့နော်အခုလိုမျိုးခိုင်နေဝေးတို့စီကနေတစင်ကျွန်တော်တို့များသောတခြားသောမင်းသားမင်းသမီးတွေလို့ဒီလိုဆောင်တွေလို့လူတန်းလိုမျိုးဘာလို့လူတန်းတာလဲကိုတိုင်းကိုကြပဲဘာလို့လူတန်းတာလဲဆိုပြီးတော့ဘာတုံကမေးမြန်းခဲ့တဲ့အခါမှာပိုင်းကုံကတော့ ကိုကလူရက်ကငွေဖို့ပေါ့နော်ကိုရဲ့အခဲပုံမှာစေနာရှိတဲ့နော်ကိုရဲ့ချွေးနှင်းစာလေးနဲ့လူရက်တဲ့အရာကိုသူများစီကနေသင့်လူရက်မယ်ဆိုရင်အဲ့ဒီငွေကအစင်စင်ဖြတ်ကျော်ရတာဖြစ်တဲ့အတွက်တကယ်လက်တွေမှာနော်ကျွန်တော်တို့လူရက်ချင်တဲ့သူတွေစီရောက်မရောက်ဘူးမသိနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်ကတော့ကိုရင်ကိုကြလူရက်တာကိုပဲနက်နိုးပါလေတခြားသောသူတွေလည်းအဲ့လိုပါပဲနော်လူရက်တဲ့နေရာမှာကိုရင်ကိုကြလူရက်တာအကောင်းဆုံးပါပဲဆိုပြီးတော့ပြောလိုက်တာဖြစ်တဲ့အတွက်ခိုင်နှုံးရဲ့ရုံမှမှုကို အတော်ကပြီးလို့ချပြလိုက်လို့ဖြစ်သွားပါလေနော်ကျွန်တော်အဲ့ဒီနေရာတိုင်းဝိုင်းမှာတော့တော်တော်လေးကိုပြဿနာတက်နေတယ်အဲ့ဒါကတော့နော်ကျွန်တော်ဂျွန်လင်တို့ကလေခိုင်နှုတ်ဝေကိုအယုံကြည်မရှိတော့ပါဘူးတဲ့ဗျာခိုင်နှုတ်ဝေဟာအခုချိန်မှာစီးုံတက်နေရပါပြီအချောင်းကြီးကတော့သူ့ရဲ့နော်ရင်းနှီးများကြီးဟာကိုလူတန်းမဲ့သူမရှိတော့လို့ပါတယ်ဗျာခိုင်နှုတ်ဝေဟာသိန်း30ကိုပြန်ပြီးဖို့အတွက်ငင်းဆူလိုက်တဲ့အချိန်ကနေစပြီးတော့သူ့ရဲ့နော်ကျွန်တော်တို့ဘုံတိတ်ခါတွေအကုန်လုံးကရေစုံမျောသွားခဲ့ပြီဖြစ်ပြီးတော့နောက်ထောင်မှာလှုပ်ရှားဖို့တော့တော်တော်လေးကို ခဲသွားတဲ့အနေအထားမှာရှိနေတာလေးဖြစ်ပါရဲ့ဗျာဘုံကြီးတပားနဲ့ဟိုလိုလိုဒီလိုလိုကိစ္စတွေထွက်နေတဲ့ဖြူဖြူထွေးကတော့တနိုင်ငံလုံးရဲ့ဆဲဆူခြင်းကိုခံနေရပြန်ပါပြီဖြူဖြူထွေးဟာမြန်မာနိုင်ငံမှာအောင်မြင်ဆုံးသောဆယ်တီတယောက်ဖြစ်သည်နှင့်အညီသူ့ရဲ့လောက်ရတိုင်းကိုလူတိုင်းလူတိုင်းကစောင့်ကြည့်နေကြတာပါနည်းနည်းလောက်မှားတာနေကိုလူတွေကလေဗျာဖြူဖြူထွေးကိုရရဆရာမရှိအောင်လောက်တာကတော့တနိုင်ငံလုံးအသည်အောင်စုကြော်ညာတုံးကလေတနိုင်ငံလုံးရဲ့နော်ဆဲဆူခြင်းကိုခံခဲ့ရသလို့ 比对一下，这安妮的追求对象肯定一样。我估计这班人追求哈，起码没查到是啥意思呢？说不定是 online 爬嘛，因为这人查了我追不到。所以这男人可能老了，或者年龄大了，喏，那追求我没关注，你查吧。不过我追求哈，估计这班人猜的呢，不然要是会查的，比这还查不到，你查吧。不过我追求哈。 ဒါကိုရင်လေးကိုပေါ့နော်ဒါကလေးတယောက်လိုမျိုးအဲ့ဒီဗီဒီယိုဖိုင်မှာဆက်ဆက်နေတာဖြစ်တဲ့အတွက်ကိုရင်လေးကိုအားမနာဘူးဆိုပြီးတော့နော်ရဟန်းလေးကိုနော်ခုလိုမျိုးကိုရင်လေးကိုမလုပ်သင့်ဘူးဆိုပြီးတော့ပြောဆိုနေကြပြန်တာပါဖြူထွေးကဘာဖြစ်ဖြစ်ဖြစ်မြန်မာနိုင်ငံမှာတော့အလူတန်းနိုင်ဆိုဆယ်လီတယောက်ပဲဖြစ်ပါတယ်ဖြူထွေးဟာဒါခိုင်နင်းဝေချက်လှူတတ်ပါတယ်ခိုင်နင်းဝေဆိုရင်အနေငယ်ပဲမတီးပြီးတော့ကျွန်တော်တို့တခြားသူတွေစီကနေအလူငွေကောက်တာပေါ့နော်ဒါကျွန်တော်တို့ဖြူထွေးချတော့အဲ့လိုမဟုတ်ဘူးသူကိုရင်ကသိမ်းမောင်းတောင်းချီ ဒီနေ့ငလင်ပေးမှာဆိုရင်သိန်းပေါင်း9000ကျော်1000ကျော်လောက်ရှိမယ်ဗျာเนาะကျွန်တော်တို့ဒီသူ့ရဲ့ဟိုလူတွေအလူပေါ့เนาะဆိုတော့တော်တော်လေးကိုလူဒန်းနိုင်တာဖြစ်တယ်ဆိုတော့အခုလိုမျိုးလူဒန်းမှုတွေရဲ့နောက်ပယ်မှာတော့ဟိုကရှိရဒီကရှိရတော့ပြောဆိုနေကြပြီဗျာဒါပေမဲ့မသိဘူးပေါ့เนาะအခုကဘုံကြီးတစ်ပါးနဲ့နာမည်ထွက်တဲ့ဖြူထွေးကိုတနိုင်ကလုံးဝဆဲဆိုနေကြပြီလေဖြစ်ပါတယ်ဗျာ